ဆုံးလေးခံကျင်တယ်စိတ်ဆုံးကနေတပိတ်တည်းကဆုံးတိတ်ကြိုက်တိတ်မြတ်လို့တာဂိတမှာညီမရှိတယ်စနေနေ့ဆိုရင်ငါတလောက်အကိုအကိုအတွက်ညီမအငယ်ရစာဒီနေ့ဆိုတော့မနေ့ကပြမန်းတယ်လေဆုံးကစောကြီးတဲ့စာမလားတာဂိတမြို့တာဂိတလေမလားလှမ်းကြည့်လိုက်တယ်မလားဘူး၁၇ရက်ဆန်ကမလားဘူးစာရေးနေဘက်ကစာမလားသေးဘူးလေပြောတယ်လားပို့စွန်းတို့ခံစွန်းတို့ပင့်စွန်းတို့ဆုံးသုံးမျိုးရှိတယ် ပိုစွန်းလို့ဆိုတဲ့စိတ်မဆိုးရဲဘူးအခုကျရင်ဟိုကိုလေးကလည်းကားတွေကနောက်ကျတယ်တခွန်းနဲ့ပဲအဲ့ဒါနဲ့ပြောတယ်ကျန်တဲ့ကျန်တဲ့ဒေါသအကုန်ရက်တော့အဲ့ဒီပိုစွန်းလာပိုတာနောက်ကျသွားရင်စိတ်ကလေးစိတ်တူနေတယ်ဒေါသထွက်တွေ့လားကိလေသာလေးဖြစ်သွားတယ်မတန့်ရှင်းတော့ကိုမင်းတို့လာပို့မယ်စွန်းကမတန့်ရှင်းတော့အိမ်ပြင်လိုက်တဲ့ခါကျလို့ရှိရင်လေဟိုတခါဆိုသူများကြီးပြောမျက်စိလေးလဲတော့အေးကားသမားလည်းမသိဘူးလေကားသမားမသိတော့မျက်စိလေးလဲဟာတော့လည်းမရောက်ဟောကြွတဲ့စွန်းပင့်တဲ့စွန်းရဲ့ ပို့တယ်ဆိုရင်ခံဆုံးကြတော့အိမ်ရှိကိုဖြတ်ဆိုရက်လိုက်တယ်အဲ့ဒီဆွန်းလုံးတဲ့ဒကမာလေးကချောသလားစိတ်ဝင်စားပါဘူးဝတ်တုတ်ကြည့်လားမကြည့်တော့တပိတ်ကိုကြည့်တာလေအဲ့ဒီမိန်းအဲ့ဒီမိန်းမအိမ်ထဲမှာလင်မယားရင်ဖြစ်နေလားစိတ်ဝင်စားဘူးဒီဆွန်းဒီရောက်လံပြီးရောတခါတားရည်နေရတယ်ငငယ်တော့ကပါသူလင်မယားတော့ဖတ်နေကြတယ်နေအောင်လုံးကိုယ်ချစ်တယ်ငယ်လေးဆီကိုယ်ရင်လေးတဲ့တွားဆွန်းဆိုတာတီ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 ချောချောလုံးနေတာဟဲ့ငါထမင်းမရှိဘူးတဲ့နင်းသွားလောက်နေငါလောက်နှစ်ယောက်ချနေတာအိမ်ထဲမှာ ူတို့ဘူးကိုကသူကပြောတာဟုတ်ရှင်မြကြွရလို့ရှင်အပြင်အဟန်းလို့လို့ဆိုကိုကတော့လုံးမိလိုက်တယ်ဟိအဟန်းလို့လောက်ရတယ်လေကိုမောင်နှမတွေလို့ဖြစ်တော့ကြီးပါတယ်ဆရာတော်တဲ့ဟာအာတော့တော့ကြလာတောင်းမှကြတယ်အဲ့ဒါအကြောင်းပြီးတော့လင်မြရဲ့ပထမရံမဖြစ်တော့ဖြစ်သွားတယ်သူတို့နှစ်ယောက်သိချစ်တယ်အမှန်တော့ဘာဖြစ်လဲလဲဆိုတော့အဲမရင်ငယ်နေတို့လင်ငယ်နေတို့လာကမဟုတ်ဘူးကစနှစ်ယောက်တောင်းတောင်းနဲ့စကြတယ်သူတို့နှစ်ယောက်ငငငငငကြီးစားစိုင်းထလုံးလာအလိုရင်ရံဖြစ်တယ်အဲ့ဒါကိုကန်ကန်ရည်သာလားဆိုတော့ကန်အာ sorry အဲဆရာတော်လည်းအဲ့လမ်းနှလုံးဘရောမမန်လို့ sorry အကန်တော်လမ်းရိတ်တာလမ်းဟိုငမိုးကြီးငမိုးကြီးကျိုးနေပါလေမန္တလေးရံမန္တလေးရထားလမ်းပေးရလမ်းကန်တော်လမ်းရိတ်တာလမ်းအဲ့ဒါဥစဉ်ဘယ်နေရာဆုံးရကြွားလဲကန်ရိတ်တာလမ်းဥစဉ်ကန်ရိတ်တာလမ်းမရှိဘူးလေခုချိန်နေအဲ့ဒါမှားနေကန်တော်လမ်းရိတ်တာလမ်းအခုတလောတရားဟောတော့လေကန်တော်ကန်ရိတ်တာလမ်းဟိုကန်တော်လမ်းရိတ်တာလမ်းဟုတ်ပြီအဲ့သူတို့နေအဲ့လိုကြည်စည်ရန်နေထတော့လာဆရာဟမ်းဆိုတော့တရားထိုင်နေတယ်လေနေသွားလောင်းကြီးတယ် တော့တမီးမရှိဘူးလားထားမှာလားထားဦးစင်းမနေပါဘူးဘုရားဆိုတော့သူတို့ကရံပြစ်ကြတာလေမြန်နေရောဆွန့်ခံရတဲ့ဒုက္ခလေအဲ့နဲ့ထားပြန်ဦးစင်းမပြန်မနဲ့ဘုရားမပြန်မနဲ့ဘုရားဆိုဘာမှဟုတ်တော့အချက်ကြီးတာလေခလေးလည်းမရှိဘူးအဲ့နဲ့ယောက်ျားပြီးတော့ပြီးတော့ပြန်တက်မှာပေါ့နောက်တည့်နေကြတော့ဒီလိုဟိုတနေ့ကဗျာဆရာတော်ဟိုဆရာတော်ဦးစင်းလေးဆွန့်ခံကြွားနေတာမဖွဲ့မရဇနီးမတော်နှစ်ယောက်လုံးမိတယ် နင်းငါလာစတာဗောတငယ်တငယ်ချင်းနင်းလည်းစတာပဲဆိုခင်ဗျားတို့ဗျာဆိုအဲ့ဒီနင်းကစပြီးတော့ဆွန်းလောင်းလိုက်တာကိုအနှောက်ရှက်ဖြစ်သွားတယ်ဆိုပြီးတော့ဘယ်တော့မှအဲ့ဒီမှာမတက်တော့တိုးစီကန်ကောင်းသွားပြီမတက်တော့ကန်ကောင်းသွားပြီတို့လားအေးပြဿနာလည်းရှိတာရှိလိုက်သေးတယ်ဟိုကောင်အယံမူးနေတာခံဆွန်းခံရတာအိမ်ထဲဝင်လိုက်တာဖြစ်ချင်းကြောင့်တော့အပြင်လမ်းကိုကြွရတယ်ဆိုရင်သိတ်ခေါင်းသူချောင်းချောင်းဆိုးဝင်မနေ့နေကြွနေသွားလောင်းလိုက်တယ်အေးဟာပြီးပြီ ကိုယ်ကသိနေတာလားအဲပြီးတာဘာလို့ရမှာလဲဘာလို့ရတော့မှာသူတို့တွေများယံဖြစ်တာလေဒီနေ့ငရဲကြည့်လိုက်မယ်ဆိုသူလည်းမူးပြီးတော့ပြောပြနေတယ်ဖုန်းကြီးကိုလေနင်ကနင်းနေကြွနေသွားလောင်းလိုက်ရတယ်မင်းကတော့ယံဖြစ်လိုက်တာယံဖြစ်ပြီးပြောတယ်နေနေဆိုတော့မင်းမယံငယ်ငယ်တည်းရတာကိုငယ်ရအဲနောက်ကျတော့သူအမူးပြေသွားတော့သူသူ့အမျိုးသမီးကိုပေါ့နော်ဥစဉ်လေးဆိုတဝါနှွားပေါ့ဗျာဒါကြီးတို့အမျိုးသမီးကျုပ်မင်းမအိမ်ကိုကြောင်းထဲလိုက်တော့ဆိုတော့ဒီတော့ဗျာတဲ့မူးလို့ပြောတာဗျာအဲ့ကောင်ကရက်ပြတ်သွားကောင်းတော့နှစ်ယောက်တွေ့သွားတယ် မူပြီးပေးစားကြတယ်ဆိုစိတ်ဆိုးလို့ရပ်ဖြစ်ကြတာပေါ့အဲ့ဒါဆုံးခံရတဲ့ဒီလမ်းရရောမလို့ပိန်တပါတအဲ့လိုမျိုးပိန်တပတ်ဆုံးကိုမြတ်စွာဘုရားသူများတဇက်မိတ်အောက်ကိုမဝင်မဲနဲ့လမ်းပေါ်မှာကြွားလိုက်တဲ့ဆုံးကအလွန်ကောင်းတဲ့ဆုံးသူတို့နဲ့ကိုတို့နဲ့တိတ်ထိတွေ့ဆက်ဆံရင်တိတ်မရှိဘူးပေါ့ကောင်းတာရောဆိုးတာရောအိမ်ထဲမှာလည်းတိတ်အိမ်ထဲအဖြစ်အပျက်တွေမသိရဘူးပေါ့ဆိုတော့လမ်းပေါ်လေးကြွားတော့ တော့ဆရာကြောင်းအကူတော်တွေတန်းစုံလေးကြွချင်တယ်ဆရာတော်ပေါ့နော်ဒီနေ့ရန်ကုန်ကျတော့မန်းလေးမှာကျတော့တန်းစုံရန်ကုန်ရန်ကုန်သားကျတော့ခုဒီဘက်ခေတ်ကျမှာကိုတို့ကတန်းစုံကြွတယ်ဆိုရင်မလောင်းဘူးဗျကိုတို့ငငယ်တော့ကိုအင်းကဘုန်းကြီးပဲကိုလောင်းတယ် this is my ဘုန်းကြီးလေဆိုတော့တန်းစုံကိုခုဒီဘက်ခေတ်လေးကျမှာဒီနေ့အရင်ကမလောင်းဘူးဆရာတို့အာကျွန်တော်တို့လောကအခုဆိုကိုကဘယ်လောက်လဲနှစ်40ပေါ့အခုဆိုဟွာ40ပဲရောက်တော့မှာစောလောကနှစ်40ပေါ့လောကနှစ်40လောက်ကဆိုရင် မလောင်ဘူးဗျရက်ချည်မလောင်ဘူးဦးစိအိမ်ထဲကြွားပါတယ်အဲ့မအိမ်မအိမ်ရှိမှရက်တယ်အဲ့ဒါအိမ်ထဲကြွားတယ်သူမလောင်တိတ်မကြသေးဘူးဒါ၁၀နှစ်လောက်ပဲရှိရုံမထင်နဲ့၁၀နှစ်ဆန်သူမြင်းတို့ဆွမ်းလောင်းတာဗရန်နဲ့ရှိတာတန်းလောင်း၁၀နှစ်ဆန်များများတော့များသွားတယ်ဟမ်တောင်ဆယ်ရောင်းနဲ့တွေ့လို့နော်ဒုက္ခဘာဘလို့ညခိုင်းနေဘာလို့ခိုင်းနေတယ်ဘာလို့လဲဟမ် ဟောအဲ့လိုလားဩဟုတ်ပါပြီဗျာအဲ့တော့ခံစွန်းဆိုတာစောင့်ကလိုက်တာဖြစ်ခြင်းကြောင့်ဆရာတော်ကဘေးရင်တွေ့နေတဲ့ရှေးကုနေတဲ့သာသနာရနဲ့မလျောက်ပတ်တဲ့အလုပ်များဆွန်းလောင်းလိုက်တာဖြစ်ခြင်းကြောင့်အဲ့လို့ဆရာမလို့တော့ဒကမလက်လေးကိုလက်လက်ကလေးခံပြီးလက္ခဏာတွေ့ဆရာမလို့တော့ချက်တွေ့ဆရာမလို့တော့ဒီဆွန်းလေးလောင်းလိုက်တာအဲ့ဒီဆွန်းလောင်းလိုက်တာဖြစ်ခြင်းကြောင့်ဆရာတော်စိတ်ထဲမှာ ကိရိတာတွေလောဘတွေဒေါသတွေမောဟတွေတန့်ရှင်းသွားတယ်ဒါဒီဆုံးလေးရဆာဆရာတော်ရဲ့စိတ်ကလေးကိုကိရိတာနဲ့မကအောင်တန့်ရှင်းအောင်လုပ်ပေးတာပဲတရက်တော့လောင်းလိုက်တယ်ကွာမန်ပြေကနှုတ်ရမလောင်းတော့ဘူးဆိုတော့ဒီမန်ပြေလမ်းထဲမှာမြောင်းနေအနက်နေမကောင်းတန့်ရှင်းလိုက်တယ်အဲ့လမ်းနေတန့်ရှင်းလိုက်ဒီနေ့တန့်ရှင်းသွားပြီတန့်ရှင်းသွားပြီတဲ့ခါကျတော့နောက်နေနောက်နေတွေမတန့်ရှင်း မတည်တံဘူးလို့ဆိုလို့တယ်အဲ့ဒီခုနကတော့ဆရာတော်တို့ကိရိတာတန့်လိုက်တယ်တန်ရှင်းမှုလေးကိုအချာရှည်လေးမြင့်တည်တံအောင်ထားလိုက်တယ်တန်ရှင်းတည်တဲ့ဒီလမ်းကနေအဲ့လိုဆုံးနေအောင်နောက်လမ်းတွေဆုံးနေအောင်ဆိုရင်ပြန့်ပွားသွားတော့သာသနာတော်တန်ရှင်းပရမောဆင်က purified so first stage is a purified purification တန်ရှင်းပြီးအဲ့တန်ရှင်းတာလေအကြာကြီးထားရမယ် perpetuate perpetuation တည်တံအောင်လုပ်ရမယ်တည်တံပြီးတဲ့နေရာတွေအချားနေရာတွေပြန့်ပွားအောင်မယ် propagation သာသနာတော်တန့်ရှင်းတည်တံ့ပြန့်ပွားသုံးဘယ်နှမျိုးလဲဖိသုံးလုံးဖိသုံးလုံးဆိုလို့ပါတီပြောတာမဟုတ်ဘူးနော်ဖိသုံးလုံးပါတီမဟုတ်ဘူးဘာလဲလဲမန်ပြေအတွက်ဖိသုံးလုံးသာသနာတော်ဘာလဲလဲအဲ့ဒီကိုယ်တန်တယ်မဒီနေ့ဆီတော့ဒေါသမဖြစ်ဘူးဆရာစိတ်ကလေးတန့်ရှင်းနေတယ်အဲ့တန့်ရှင်းတာလေးကိုအကြာကြီးထားသွားနိုင်တယ် perpetuate sanctification and perpetuation and propagation တန့်ရှင်းတယ်ပြန့်ပွားတယ် 啊，但现在一点点变薄了，华为呢？是哦，